အလိုပန်းကဘာကြောင့်အစီဒီကြစီတာလဲဆိုလို့ရှိရင် သူ့ထဲမှာပါတဲ့ဂါဇီနီယာကမ်ဘောဂျီးယားဆိုတဲ့အသီးကနေထုတ်လုပ်ထားပဲဖြစ်ပါတယ်။အဲဒီအသီးထဲမှာပါတဲ့ ACA လို့ခေါ်တဲ့ Hydroxy Citric Acid ဆိုတာကဒီအစီဒီကိုပေါ့နော်ရောကျသွားစေဖို့ရအတွက်အဓိကလှုံ့ဆော်ပေးပါတယ်။လေးလာတွေ့ရှိမှုတွေအရ It inhibits fat synthesis and bile suppress appetite လို့ကိုပြောပါတယ်။ ACA ကဘယ်လိုမျိုးအလုပ်လုပ်ပေးတယ်လဲဆိုလို့ရှိရင်ဒီစား က်တဲ့အစားအစာတွေကနေပြီးတော့ဗောနော်ပိုရှန်တဲ့ကာဗွန်ဟိုက်ဒရိတ်တွေကိုဒီ SCE အဖြစ်ဗောနော်ပြောင်းလဲသွားဖို့ရအတွက်လုပ်ပေးတဲ့ဒီအင်ဆိုင်းကိုဗောနော်သူကသွားပြီးတော့တားပြီးတဲ့အတွဲချောင်းမလို့ဒီခန္ဓာကိုယ်ထဲမှာအဆီတွေရှိမနေအောင်လုပ်ပေးရပဲဖြစ်ပါတယ်။နောက်ပြီးမကောင်းတဲ့ကိုလင်စောတွေထုတ်လုတာကိုလည်းဓာစီပေးပါတယ်။နောက်ပြီးအဲ့ဒီ SCE ကဒီခန္ဓာကိုယ်မှာဗောနော်ဆီရိုတိုနင်ကိုမြင့်တက်စေပြီးတော့အစာစားခြင်းစိတ်ကိုလျှော့ချပေးပါတယ်။လူကိုစိတ်ပျော်နေစေပြီးတော့ဒီ အစာမစားလို့ဆိုပြီးတော့ဗောနော်စားလောင်တဲ့စိတ်ခံစားချက်ကိုရောကြသွားစေပါတယ်အဲအဲ့လိုမျိုးဗောနော်အစာကိုခံနိုင်ရှိတော့ကြတော့လေစိုးရင်စရာရှိတာကအစာအိမ်ကို ထိခိုက်မှာဘယ်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ HCA ကကာဗွန်ဟိုက်ဒရိတ်မက်တာဘောလိဇင်မှာပါတယ်တခြားအင်ဇိုင်းတွေပေါ်မှာလည်းတက်ရောက်စေတဲ့အတွက်ကြောင့်မလို့အစာအိမ်နဲ့ဥလမ်းကြောင်းပြဿနာတွေကို